ကျွန်တော်ရဲ့မိတ်ဆွေငါသားသမီးများအားလုံးမင်္ဂလာပါ။ငါသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေဝင်တဲရောနမိတ်ပေါ့နော်။တဲရောက9ခန်းချပြီးတော့ကံဒီမှာဖတ်ကြပေးမှာဖြစ်ပါတယ်။အဲ့တော့ငါသားသမီးများဒီကာလလေးမှာကြာလာတဲ့တဲရောနမိတ်တွေကိုကျွန်တော်တို့နမိတ်ဖတ်ပေးမှာပေါ့နော်။ဒါပရမောဆုံးကတော့ဒုလူလင်းနဲ့တဲတော်ကအဓိကကအသေးပြပါအောင်ညွှန်ပြတာလေဆိုတော့လုပ်ငန်းတွေပေါ့ အလောတကြီးစတင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒီကာလမှာကျွန်တော်တို့အင်္ဂါသာသမီးတွေအတွက်ကြားတဲ့ Deuteronomy ကအလောတကြီးဆိုတော့အလောတကြီးအလင်းအမြန်ဆိုတဲ့နာမည်ဖြစ်ပါတယ်အဲ့တော့အရာအလုံးကအလောတကြီးအလောတကြီးအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ဒါတွေကလည်းကိုကစီစဉ်နေတာရောအလောက်ကြီးလှင်မြန်မြန်ဆန်ဆန်နဲ့အပြောင်းလဲတွေဖြစ်မယ်လို့မထင်မိတတ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်ဥပမာလုပ်ငန်းတက်စာတတ် လုပ်ငန်းစဉ်စားတဲ့အခါကျတော့လေခုနပြောလို့ကိုကအေးသေးသေးလုပ်မယ်လို့စိတ်ကူးနာကောက်ကန်ငင်ကနဲ့ရုတ်တရက်မမျော်လင့်မဲနဲ့ကောက်ကန်ငင်ကနဲ့အလအစောအစောတလင်းပေါ့နော်စပြီးစတင်မြတာမျိုးတွေဂျုံအားတက်တယ်ဒါကနိုင်ငံသားတော်ကိုကြိုးစားတယ်ရုတ်တရက်ကြီးကောက်ပြီးတော့ကောက်ကန်ငင်နဲ့ထထွက်သွားတာပေါ့နောက်အလုတ်ကထွက်မယ်လို့စဉ်းစားတယ်စဉ်းစားနေတော့ရှိသေးတယ်အလုတ်ကနေပြီးတော့အစီအစဉ်မကြည့်မနဲ့ရုတ်တရက်ပဲချက်ချင်းနေချင်းနေချင်းထွက်မိသွားတာပေါ့ထွက်ဖြစ်သွားတာ လုပ်ငန်းပြောင်းပြစ်သွားတာလို့အကုန်လုံးပဲပေါ့နော်ဒါအင်္ဂါသားသမီးတွေရဲ့ကျမ်းမာရေးကဏ္ဍစီးပွားရေးကိစ္စလူမှုရေးကဏ္ဍအလုပ်ကံအကြံစီစိတ်ကူးတွေရည်ရွယ်ချက်ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးတော့အစောတလျင်ဆုံးဖြတ်ပြီးတော့လုပ်ကံရတတ်တဲ့အခြေအနေမျိုးတွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တို့ကလုံးတစ်ခုအနေနဲ့ကန္တာကောင်းမကောင်းဆိုရင်တော့ကောင်းပါတယ်လုံးရင်ဖြစ်မဖြစ်ဆိုရင်ဖြစ်တယ်အောင်မြင်မအောင်မြင်ဆိုရင်အောင်မြင်တယ် ဘာလေးနည်းနည်းတတိဖြစ်သွားလဲဆိုကတိသွားတာပေါ့နည်းနည်းလေးကတိသွားတယ်ကံတရားမျိုးရှိပါတယ်။နောက်ရင်္ဂသာသမီးတွေရဲ့ကံတရားတွေမှာလူမှုရေးကံတာတွေမှာကြတော့ကျယ်ပွင့်၄ပွင့်ဆိုတဲ့နမိတ်ပေါ့နော်နမိတ်ကအရန်ကောင်းပါအဲ့တော့ရင်္ဂသာသမီးတွေတွေဒုတိယအကောင်းဆုံးသောကံတရားဒီဘာလဲဆိုတော့လူမှုရေးပါပဲအဲ့တော့လူချစ်လူကင်တွေများမယ်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူများရေးချစ်ခင်မှုတို့ လူအများကြီးလေးစားမှုတို့လူအများကြီးတန်ဖိုးထားမှုတွေကိုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့အင်္ဂါသားသမီးတွေကလူမှုရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာနည်းနည်းလေးဂရုစိုက်ရမယ့်အရာလေးတွေရှိတယ်။အဲ့ဒါပါဆိုနာမည်ပြတ်တတ်တယ်။အင်္ဂါသားသမီးတွေကလူမှုရေးကဏ္ဍမှာနာမည်ပြတ်တတ်တယ်။ဘလို့ပြတ်မှလဲတဲ့မကောင်းတဲ့နာမည်ပြတ်ခြင်းမျိုးတော့မဟုတ်ဘူး။အာသူကကက်စီနဲတယ်ဆိုပြီးတော့အဲ့လိုနာမည်ပြတ်တတ်တယ်ပေါ့နော်။နှမျောတတ်တယ်အပေါင်းလို့တင်းလို့မကောင်းဘူးတွန့်တူတတ်တယ် သူ့အတွက်ပဲသူကြည့်တယ်သူများအတွက်သူမကြည့်ဘူးသူများကိုအာပေးဝေဖို့ပေးကမ်းဖို့သူမှာဆန္ဒမရှိဘူးထင်တယ်ဒီလူနဲ့ငါနဲ့အလုပ်တွဲလုပ်လို့အဆင်ပြေမှပြေပါမလားအဲ့လိုမျိုးကိုနဲ့ပေါင်းတဲ့ဆက်ဆံရေးတွေမှာအထင်ခံရတတ်တယ်အဲ့ဒါလေးတွေတော့သတိထားဖို့လိုအပ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေကလူမှုရေးနဲ့ပတ်သက်ရင်ကန်တာတာတော်တော်လေးကောင်းတဲ့အချိန်ကာလလို့ပြောမှဆိုရင်ပြောလို့ရပါတယ်နော် ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှကြတော့ငွေချေးကိုအကြောင်းပြုပြီးတော့အတိုက်ခံလေးတွေဖြစ်တတ်တယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့စကားပြောဝါဆိုရတာမျိုးလေးကြောင်းဝတတ်တယ်။ငွေချေးကံတာတွေမှာဆွဆွဲခံရတာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်မလို့အင်္ဂါသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေမှာငွေချင်းနဲ့ပတ်သက်ပြီးတော့စရင်ဂိုင်းနေတဲ့သူတွေအဲ့လေဆိုနည်းနည်းသတိထားဖို့လိုအပ်တာပေါ့နော်။နောက်ပတ်စံချီတာငှားတာအမကန်တာလေးတွေမလုပ်သင့်ဘူး။ ရရကြည့်တဲ့ငွေတွေကိုလည်းဒီတိုင်းမရဘဲနဲ့အကြောင်းနဲ့တောင်အတိုက်ခံပြောဆိုပြီးတော့မှရတာမျိုးပေးရကြည့်တဲ့ငွေတွေဆိုရင်လည်းကိုကအပြောခံဆိုခံပြီးတော့မှပေးရတာမျိုးအဲ့လိုမျိုးတွေမမျှော်လင့်မနဲ့ကြုံမတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျမကြီးကန်တာတာကောင်းတယ်။ကျမကြီးမှာတော့အញ្ញံမရှိဘူးပေါ့နော်။ကျမကြီးစိုးစိုးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေမရှိပါဘူး။ကျမကြီးနဲ့ပတ်သက်ရင်တော့ကန်တာတာတော်တော်လေးကောင်းပါတယ်။ ။နောက်ဆွေမျိုးသားချင်းတွေတဲ့အကြီးစွာသောဥပန်သောကကြုံရတတ်ပါတယ်။ဆွေမျိုးသားချင်းတွေကျမ်းမာရေးမကောင်းလို့ဆွေမျိုးသားချင်းတွေဘာမှဖြစ်လို့ဆွေမျိုးသားချင်းတွေအကျွေးမပေးနိုင်လို့ဆွေမျိုးသားချင်းတွေအခက်အခဲတွေကြုံနေလို့စသည်ဖြင့်အကြီးစွာသောပူပန်သောကလေးတွေကြုံရတတ်ပါတယ်။ကိုယ်အနေနဲ့လည်းဘာမှမတတ်နိုင်တဲ့အခြေအနေမျိုးဖြတ်တန်းတတ်ပါတယ်။ ောက်တစ်ခုကတော့ပညာရေးပေါ့နော်ပညာရေးကတော့ထင်ထားတာတွေပို့ပြီးတော့အောင်မြင်နိုင်တာပေါ့ပညာရေးကဏ္ဍတွေပို့ပြီးတော့ကောင်းမယ်နောက်တော့လက်ရှိပေါင်းသင်းနေတဲ့မိတ်ဆွေတွေပေါင်းသင်းနေတဲ့ငယ်ချင်းတွေဆရာသမားလိုပုံကိုယ်တွေရဲ့ကူညီစောင့်ရှောက်မှုတွေရတတ်တယ်နောက်အခြေအနေတွေနဲ့ပတ်သက်ရင်တော့ကန်တာတာတော်တော်လေးကန့်ကြမှာပွင့်လန်းပါတယ်အခြေအနေတွေစိတ်ချမ်းသာမယ်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာရအခြေအနေတွေမှာကြုံတွေ့နေရတဲ့အခက်အခဲတွေပါရှိနေအောင်အော်တိုမက်တစ်လိုလိုနေနဲ့ ပြေလည်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။အဲတော့အင်္ဂါသားသမီးတွေတော့အားလုံးခြုံငုံပြောမှဆိုရင်ကံကြမ္မာ ကောင်းပါလေ။အဲကံကြမ္မာကောင်းတဲ့အခြေအနေမှာပဲနော်အစောတက်လျင်ပေါ့နော်။အစောတက်လျင်ဖြစ်တတ်တယ်ပေါ့။အဲတော့ဘာဖြစ်ဖြစ်ဒီကလာမှာကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ်မကောင်းတဲ့ကိစ္စပဲဖြစ်ဖြစ်ရုပ်တည်ရဲ့ကောက်ကံငင်ကာနဲ့နော်ဖြစ်တတ်တယ်။အဲ့ဒါလေးတစ်ခုပါပဲ။ ဲ့တော့ရင်္ဂသာသမီးတွေတွေကျွန်တော်တို့လုံရင်ကောင်းမလားမကောင်းလားလို့လုံတင်လားမလုံတင်ဘူးလားလို့အဲ့လိုမျိုးစဉ်းစားနေတဲ့ကိစ္စလေးချင်းလုံတဲ့ဘက်ကိုယူတင်ပါတယ်လုံလဲလုံတင်ပါတယ်လုံရင်လည်းအောင်မြင်မှုရတတ်ပါတယ်အာပတ်သက်ကြည့်တာငါလာအာမကန္တာသတိထားရမယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းခရူးဆိုင်ရမယ်ကိုယ့်ရဲ့အကျင့်စရိုက်တွေထဲမှာကက်စီနဲ့တဲ့အကျင့်လေးကိုပြင်လိုက်ရင်တော့ပို့ပြီးတော့ကောင်းပါမယ် သင်္ကသာသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာလေးတွေရှိပါတယ်အဲ့ဒါနီညိုရောင်းတဲ့အဝါရောင်းဖြစ်ပါတယ်အဲ့တော့နောက်ထီတို့တာတွေကံသမဲတို့တာတွေဝါသနာပါတဲ့မိတ်ဆွေတွေက၃စာ၅စုံတို့၅စာ၃စုံတို့စတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါနောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစပယ်ပန်း၈ကောကလူပူတော်ပြီးတော့ဆူတောင်းလိုက်ပါအင်္ဂါသာသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံသာတာအញ្ញံခိုက်တွေ ြေရောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးအပေါင်းနဲ့ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒတစ်လုံးတစ်ပါးနဲ့ရရှိကြပါစေလို့အယူတော်မင်္ဂလာချမ်းနဲ့လှိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။